အားလုံးမင်္ဂလာပါတန်တန်တန်နော်အဲဒီမှာမှာပေါ့နော်အခုအပတ်မှာကနန်းလေးလုံးစိုက်တာကိုအသုံးပြုဆိုပြီးတော့ပြောထားတဲ့ဟာရှိတယ်လေအဲ့ဒီဟာမှာလုံးဝเนาะအစင်လိုက်မှအစင်လိုက်ထွက်တာเนาะ6 9 10 5 ကြိုက်တာလိုက်လို့ရပါတယ်ဆိုပြီးပြောထားတာလေအခုပထမဆုံး6ပြီးရင်9ပြီးတော့10လုံးဝလုံးဝတော့အစင်းလိုက်တော့အဲ့ဒါအပြောကောင်းလို့လေဒီမှာတီတီမှာနော်တတော်ဘက်ကအကောင်ကြီးလေအနီးပြသွားအဲ့ဟာလေးကိုပြောလိုက်တာမှာအနီးပြသွားတိလားဘောနော်အဲ့တော့အခုအစင်းလိုက်ဒီလဲထွက်တယ်အဲ့အတွက်လဲဝန်သားရတယ်ပြီးတော့ကျမရဲ့ဗုဒ္ဓဟူးမကျော်ပတိအောင်သွားပြီနော်တင်ခွက်မိတယ် နော်အဲ့ဒီမှာအဲ့တော့အဲ့လိုမျိုးလေးဒီမီတော့ပြောတာပေါ့လို့နော်အဲ့တော့15ရက်နေ့เนาะ15ရက်နေ့အတွက်နေတိုင်းလေးပြောပေးမယ်เนาะနေတိုင်းအဲ့တော့ ေချာမှတ်မယ်နော်နေတိုက်က6 5နေကုန်ပတိနော်နေကုန်ပတိကိုသုံးမဲ့လူက6 5အဲ့ဒါကိုပတ်ရော2 9 3 8ခွေ2 9 3 8နော်အကက်ခွေပတိက6 5 အဲ့တော့ကန်ပေါ့နော်ကန်ပေါ့ကျမအကြိုက်ဆုံးကြီးထုတ်လိုက်အောင်မယ်6 6 9 6 7 6နှစ်69 67အဲ့ဒါကျမအကြိုက်ဆုံးမှာကန်တရားပေါ့နော်ရတော့လေယူကြပေါ့ရတော့လေအတူပြောမယ်လीနော်ကျေးဇူးတင်ပါတယ်နော် 我们聊了，不不不不不，拜拜。